ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလဲရပါရခင်ဗျာကျွန်တော် စာရေးဆရာဆရာကြီးရွှေဦးတော်ဤမြတ်သက်မောဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်း၆နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နေတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာမတနာနှင့်ခင်လေးဆွေတို့သည်မန္တလေးမြို့ လေးစိတ်ဝင်တွင်ရှိတဲ့အင်္ဂလိပ်တွင်ဆင်းရဲညဉ့်ဉင်စွာနေထိုင်ခဲ့သောအစေခံမိမကြီးသည်ပင်လင်ဝမ်းဝါအောင်မဆရဆို၍၎င်းတို့နှင့်အတူမနေတော့ဘဲစွန့်ခွာသွားခဲ့ပြီဖြစ်သောကြောင့်သားမိနှစ်ယောက်တည်းရှိကြလေတော့သည်အဝေကောင်းများကိုရောင်းချရာမှတပန်နှွမ်းအဝေများကိုရောင်းချစားတော်ရသည့်အထိချွတ်ငယ်လာခဲ့ပြီဖြစ်တော်လဲမတ္တနာမှာ အလုတ်ကန်ရှာ၍အပေါက်မတက်နိုင်သေးဘဲကြက်တဲသည့်ထက်ကြက်တဲလာခဲ့ကြလေပြီ။ အလုတ်ကန်ရှားခြင်းဟူသည်မှာမိမသားတယောက်အဖို့မဆိုထားနှင့်မြည်သည့်အလုံမျိုးမဆိုလောက်ပါမည်ဟူသောကြံရွယ်ချက်နှင့်ရှားသောယောက်ျားကြီးများပင်လျင်အပေါက်မတည့်ခြင်းသည့်အခါများ၌လက်မတင်ကလေးများလွဲသွားခြင်းများအင်တာဗျူးခေါ်၍အခြားလူများနှင့်ရှင်ပြန်ရသည်တွင်အခြားလူသာအွေခံရ၍မိမိမယားပဲဇယိတ်ကုံအဝင့်နွမ်းယုံမြဖြစ်ရခြင်းများအလုတ်လက်မဲ့ဘဝ၌ဝမ်မဝခမလဖြစ်နေရသည့်အထက်တွင် အလုတ်ရလိုလျင်900ကျပ်1000ကျပ်ပေးရမည်ဟုညီခြင်း လက်ငင်းမပိနိုင်လျင်တလကနှစ်လကစသည်ဖြင့်အလကလုပေးရမည်ဟုပရိညင်တောင်းခြင်းစသည့်အချင်းရာများကိုအလုလက်မဲ့အဖြစ်ဖြင့်အလုရှာကြသူတို့ကြုံခဲ့ကြရဘူးပေလိမ့်မည်မတ္တနာမှာပြည်စီအလုံးကုန်သည့်တိုင်အောင်အလုအကိုင်းမရနိုင်ပဲရှိရသည်တွင်ခင်လေးဆွေမကြမ်းမာခြင်းတည်းဟုသောဒုက္ခသည်ထပ်ဆင့်နေခဲ့ပြန်လေပြီမိမာတို့မှာဓမ္မရာကိစ္စပြီးဆုံးသည့်အခါ၌ဇင်းလုံးချောကြမ်းမာသူအလွန်နေ၍ကြိုက်ခြင်းတုံခြင်း စသောမတောက်တခေါက်ယောဂအသေးဖွဲဖြစ်စေတန်ကြီးတက်လာပေရာခင်လေးဆွေမှာ၎င်းအစစ်ပိုင်းတို့ရောက်ရာတွင်ယောဂအသေးဖွဲများလောက်မကပဲအိရာရဲ၌လဲနေသည့်အထိမကြမ်းမမာရှိနေခဲ့လေပြီခံလိုက်ရသည့်အနှိမ့်ပင်လိုက်ရသည့်ဆေးစရာခေါ်လိုက်ရသည့်ဆရာဝန်ပေးလိုက်ရသည့်ဈေးဘဝကားတို့မှာစိတ်ဆဲပြန်လဲမကတော့ချေစင်မဲလုံးကြီးတစ်ထဲရောင်းလိုက်ရသည့်ငွေ15ကျပ်အနက်မှ2ကျပ်သာရွေ300ရွေ ဇာဝင်၁၀ဈေးဘူး၃ချပ်ပေးလိုက်ရလိမ့်မည်။တန်ခေါလုံးကြီးတစ်ထည်ရောင်းရသည့်ငွေ၁၃ချပ်အနက်မှအနည်းသေး၃ချပ်ဈေးပလင်၅ချပ်သမတော်၅ချပ်ပေးလိုက်ရသဖြင့်နှစ်ချပ်ဖို့များဖြင့်ဇံကလေးဝယ်လိုက်ရတော့သည်။ဤအတော်တွင်အိမ်လာကကလေး၁၂ချပ်ကိုလည်းမပေးနိုင်။ဈေးဆိုင်ကလေးမှအကျွေးယူထားသည့်စီဘူးထင်းဘူးနှင့်ငရုတ်ကျက်သွင်းဘူး၂၈ချပ်ကလည်းတကြီးကြီးတောင်းလျက်ရှိလိမ့်မည်။အိမ်လာကမှလည်း၃လအတွက်ကျွေးတင်နေပြီဖြစ်၍ နောက်လာမပေးနိုင်ရင်အင်ရှင်ကစင်ပါတော့ဟုနှင်လီပြီငွေကြက်ကအစအပေါင်ဆိုင်၌တငယ်ကလေးတယောက်အားပေါင်ခိုင်းထားသည့်အပေါင်လက်မှတ်များမှလည်းတထိုက်ကြီးရှိနေ၍ရွေးနိုင်သောအိမ်နီးချင်းများအားရွေယူကြစေရန်လက်မှတ်တစ်စောင်လျင်2ကြက်3ကြက်စသည်ဖြင့်ရောင်းချရ၏၎င်းတို့မှလည်းအထဲကုန်မမြင်ရဘဲဘိုးလုံးကြီးဘိုးအင်းကြီးစသည်ဖြင့်လက်မှတ်ပေါ်၌ရေးထားသည့်စာကိုကြည့်၍ဝယ်ကြရခြင်းဖြစ်သောကြောင့်ရွေယူပြီးကြည့်လိုက်သောအခါမှ နှုံချောင်းသည်မချောင်းသည်သိကြရတော့သည်နှုံချောင်းသည်ထင်သောအခါများ၌တပြုံပြုံနှင့်ကြီးရွှင်ကြ၍အဝဲမတော်ဟုထင်သောအခါများတွင်မသက်နံကိုတုံကြမှုံကြလေတော့သည်ဝင်းလယ်၌ရှိသောအင်းရှင်ခင်ခင်ကြီးခေါ်များများကမူမသက်နံကိုအခါခတ်သိမျက်နှာချိုသွေးလျက်ရှိ၏မသက်နံကမူအင်္ဂလိပ်အစိုးရလက်ထက်ကမျက်နှာပြူအရာရှိကြီးတွေပေါ်၌၎င်းမိမမျက်နှာကြည့်ခဲ့ခြင်းကိုမမြင်လိုက်ရပဲခင်ခင်ကြီးအတန်းရော့ကြနေသောအခါမှမြင်ရခြင်းဖြစ်သောကြောင့် မိမကြီးပေါ်၌အထင်မြင်သေး၍ခတ်တန်းတန်းနေခဲ့လေသည် နောက်ဆုံး၌မိမကြီးကိုယ်တိုင်မသက်နံကိုလက်လျှော့လိုက်သည့်လက္ခဏာနှင့်မိန်ကလေးများအားဆွဲတရားဟောရန်မစိလွတ်တော့ချေတညတ၌မသက်နံသည်ငချောက်ဖုံနှင့်စီဆန်းစရာသောညစာထမင်းစားတော်ပြည်သည့်နောက်နန်းနဲ့စားအတွက်ချက်ရန်ဆံမရှိခြင်းထက်ခင်လေးဆွေအတွက်ဇာလဖာပိတကောစေပလင်းမဝယ်နိုင်ခြင်းအတွက်တပင့်တရှူရှူနှင့်ထိုင်ကမှိုင်းနေလေတော့၏ ခင်လေးစွေမှာ၎င်းစေတော့ရသောခါမှနေသာထိုင်သာရှိ၍စိတ်မတော့ရလျင်တကူလုံးကြိုက်ခဲ့သောဝေဒနာဖြင့်တလိမ့်လိမ့်တလွန်းလွန်းနှင့်အလူအလဲခံရရှာ၏စေတပလင်းကို၅ရက်တော့ရ၍တပလင်းလင်း9ကျပ်14ပဲပေးရလျာနောက်ဆုံးစေခွက်ကိုညနေ3နာရီလောက်ကတောက်ထား၍ည9နာရီတခွက်တောက်ဖို့လိုပြန်၏ယခုမှ7နာရီထိုးနေပြီဖြစ်၍ခင်လေးစွေမှာဒနာရီခန့်မြစေပြန့်နေသည့်အတွက် အလိုလေးအမေလေး ဒဉ္ညေဒဉ္ညေဝေဒနာခံစားနေရရှာလိမ့်ပြီမတ္တနံကကြောရုပ်ကိုလက်မနှင့်နှိပ်ပေးသည့်အခါအနေငယ်တတရာရသည်နှင့်နှိပ်ပေးခဲ့၏တို့ရာတွင်နှိပ်ပေးသောအခိုက်တွင်တတ၍လက်လွတ်လိုက်သည်နှင့်တပြိုင်နက်ကင်မြဲကြိုက်ခဲပြန်လေတော့သည်မတ္တနံဤလက်ချောင်းကလေးများမှလည်းနှိပ်ပေးရသည့်အလုံးနှင့်ပင်အတ္တမတဲတော့မြည်ကဲ့သို့ဖြစ်နေလျာယခုညမှလည်းလက်ညောင်းလွင်းသည့်ဖြင့်ခိတအနာယူရင်းဒဲကလေးရှိ၌ထိုင်နေစဉ်တွင် လူနာကညင်ညူနေခြင်းဖြစ်၏ယခုညစေပလင်မဝေရလင်တညာလုံးအိမ်နိုင်ရှာတော့မည်မဟုတ်သည့်ခင်လေးဆွေအတွက်ကရုဏာဖြစ်လျက်မတဏန်သည်တဲရှိ၌ထိုင်ကရှေးဟောင်းနောက်ပြင်များကိုပြန်ပြောင်းဆင်ခြင်၍ယခုနေ့ကတွင်ကိုသားမြတ်တို့ကိုလူမတော်နှင့်တွေ့ရပါကခင်လေးဆွေအတွက်အကူအညီတောင်းရလျင်ဧကံမုတ်ချကူညီကြလိမ့်မည်ဟုစဉ်းစားမိ၎င်းတို့၏ဓပ်ပုံတစ်ခုစီရှိသေး၍ရံပန်ရံကထိုးခြင်းမိတော်လဲ ထိုချိန်ထိုကားတွင်မြည်သည့်နေရာ၌ရောက်နေကြသည်ဟုသတင်းမရချေသမီးမသက်နံဘေကလေးဟိကျမဒီကပါမိမိရှိပါတယ်အိမ်ထဲမှာအိမ်လွင်းလို့ခဏထွက်ထိုင်နေပါတယ်ကြိုယူတွေကစစ်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 နဲ့ကြိုက်လိုက်တော့သမီးရဲ့လာပြီမိမိကျမလာပြီသမီးနှိပ်ပေးပါဦးမိမိရဲ့မသက်နံသည်လူနာဤကွပြည့်တို့လာ၍ကြောရွက်ကိုနှိပ်ပေးရင်းလူနာဤဝေဒနာသက်သာမှုအတွက် စေပလင်ဘိုးရအောင်မြေကဲ့သို့လောက်ရပါမည်နေဟုစိတ်ကူးလေ။ရောင်းချစရာပစ္စည်းဟု၍တရက်ထဲလုံးကြီးလက်လက်တထဲဖြင့်မရှိတော့ချေ။၎င်းကိုရောင်းစေကာမူလဲစေပလင်ဘိုးပြည့်လင်မည်မဟုတ်သေးချေ။ဒုက္ခနာ၌ညများတို့အင်ကြီးဘက်မှဝါကနဲ့ရေလိုက်သောယောက်ျားနှင့်မိန်းမတန်များပေါ်ထွက်လာလျာမတဏန်သည်တခဏမျှတွေ့ဝင်နေပြီးနောက်မျက်နှာရေကနေหนีသွားတော်သည်။ခင်လေးဆွေမလူနာတို့ထုံးစံတိုင်းမတဏန်ဤနှိမ့်နေမှုကြောင့်ဝေဒနာသက်သာသည်နှင့်တပြိုင်နက် တရှူရှူအိပ်ပျော်သွားလေမတဏ္ဏမူကားမိမိကိုယ်ကိုမိမိအဆုံးစီရင်တော့မည်ဟုတန်ဋိဌံခြားသောလူတို့ဤမျက်နာမျိုးဖြင့်အံကျိတ်လျက်တပတ်ကလေးကိုကောင်းမြေချုံပြလျင်မြမြခေါ်ခင်ခင်ကြီးဤအိမ်တို့နောက်ဖေးလေကားမှတက်သွားလေထိုကနေ့၌အိမ်ရှိစင်ဝင်ဆောင်တွင်ဧည့်သည်ယောက်ျား၂ယောက်၃ယောက်နှင့်မိန်းကလေးများသည်ရေကာမောကာစကားပြောလျက်ရှိရာနောက်ဖေးဆောင်တွင်ခင်ခင်ကြီးနှင့်မိန်းကလေးတယောက်သည်သာလျှင်ကိစ္စတစ်ခုနှင့်စကားပြောနေကြ၏ ခင်ခင်ကြီးဒီကောင်းမြေရှောင်းတာသောတပတ်ကိုတချက်တည်းလက်ပြယုံနှင့်မတနာမန်တိ၍အံဩဇွာနှင့်နေရာထိုင်ခင်းပြလျာမတနံကမူဒေါ်တော်ကြီးနှင့်တိုင်းမင်းစရာကိစ္စလေးရှိသည်ဟုပြောသည်နှင့်မိမကြီးဒီမိန်းကလေးကိုရှောင်းပေးရန်မျက်ရည်ပြလိုက်လေ၏မိမကြီးနှင့်နှစ်ယောက်တည်းကြံရည်ကြသည်တွင်မတနံကစကားတော်ဝိုက်မနေပဲလူနာမေကြီးတို့ဆေးဘွားကလွန်နေသောကြောင့်မိမကြီးခန်းသမ ्या ကိုလိုက်နာပါမည်သို့သောမိမိ၏မျက်နာကိုမဖော်လိုသဖြင့် ခေါင်းကြီးချုံကိုမလပဲထားနိုင်ဖို့စည်းကမ်းချက်တစ်ခုသာပြုလုပ်ပေးပါတော့ဟုပြောလေ။မိမကြီးသည်မတနာဤရုပ်ရည်ကိုသဘောကျပြီးဖြစ်၍နောင်အရှိသဖြင့်ပွဲကရဖို့အရေးကိုပါမျှော်တွေးမိသည်နှင့်ဝမ်းမြောက်ဝမ်းသာပင်စီမံပေးပါမည်ဟုတာဝန်ခံလေ။အိမ်ရှိဧကန်ထဲတွင်မြူသူတွေရောက်နေကြသည်ထင်ပြီးသည်။အခြားလူများမဟုတ်အစိုးရစစ်တမ်းမှစစ်ဘုတ်ကလေး၃ယောက်ရောက်နေကြရာ၎င်းတို့အနက်တွင်ဗုဒ္ဓမြတ်နှင့်ဘာဝင်လေတော့သည်။တာမြတ်မှာ ဤသို့သောအပြောပါမျိုး၌များစွာဝါဒနာမပါသဖြင့်ထိုအင်ကြီးတို့ပထမအချင်းရောက်ခုချင်းဖြစ်လျာထိုည၌စစ်ဘိုလ်ကြီးတယောက်ဌာနပြောင်းရွှေ့ခြင်းတို့နှုတ်ဆက်ညသာစာဝဲတွင် အတော်များသောသည်နှင့်တငယ်ချင်းစစ်ဘိုလ်များနှင့်အတူတစ်ခေါက်တစ်ခါလိုက်ပါလာခဲ့ခြင်းဖြစ်လေသည်တငယ်ချင်းများကလည်းဒါမြတ်ကိုတကယ်ကယ်ပြုလုပ်နေကြရာတွင်မိမကြီးကအသည့်ကလေးတယောက်ရောက်လာသည်ဟုတ်ပြောသောအချိန်၌တာမြတ်ကိုသာတွင်ထဲကြလေတော့သည်တာမြတ်ကိုယ်တိုင်ကလည်းခတ်ထိုးထိုးဖြစ်နေ၍ တငယ်ချင်းများတိုက်တွန်းသမျှကိုလိုက်နာမိအခြေအနေမျိုး၌ရှိနေလေတော့သည်တို့ဖြစ်၍ဒါမြတ်သည်မိမကြီး၏ညင်များသောခန်းသို့ဝင်သွားသောအခါတခန်းလုံးမှောင်ချထား၍ဂရင်ပေါ်တွင်တပတ်ကိုကောင်းပြီးချုံကထိုင်နေသောမိန်းကလေးတယောက်ကိုရေးရမြင်ရတော့သည်အစိမ့်ကလေးဖြစ်၍ရှက်တန်သောကြောင့်ဤကဲ့သို့စီမံရပါသည်ဟုမိမကြီးကပြောထားတော်လဲယောက်ျားတို့သဘာဝအတိုင်းနောက်ချင်သေးသည်ဖြစ်၍ မျက်နာကိုလက်နှိတ်တံမိနှင့်ထိုးကြည့်လိုက်သည်။တို့ရတွင်မိန်းကလေးကတပတ်နှင့်ဖုံးလိုက်သောကြောင့်အတမျက်မမြင်ရချေ။သမီးေမိကလည်းဟိမိမိကို တစိကလေးထူပေးပါကွယ်။ဟုတ်ဒေါခင်လေးစေကခေါ်တော်လဲမတ္တနံထူပေါ်မရတော့ချေ။ဖြစ်ရလေကွယ်။သမီးနဲ့ဘယ်စီသွားနေပါလဲ။အိုးတဘူတဘာများသွားတယ်ထင်ပါ။ဒုတိုင်ဟုံဂျုံဂုံဂွန် တက်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 ရွှီရွှီလောကျောင်းကုန်စသည်ဖြင့်တမျိုးလုံးရုတ်တရက်ကြွကြွဆူမြည်ဟင်းသွားလေရာခင်လေးဆွေကများမှာကိုကိုရမဲဖြစ်၍တမီးတမီးနင့်တသားသားနေရှာလေသည်ထိုတော်တွင်၌တဝီဝီမောင်းနေလာသောမော်တော်ကားများတဘောဘောမြည်သောဝန်ထမ်းများတချွန်ချွန်တချမ်းချမ်းမြည်သောဘဲအတံများ တကားကောက်တကွက်ကွက်တတိန်တိန်တချောင်းချောင်းမောင်းနေသောရထသံကသံတို့ဖြင့်ဓမြေလုံးဆူညံလျက်ရှိတော်သည်ခင်ခင်ကြီးတို့အင်ကြီးပေါ်၌ကတယောက်သောသူကကရင်တပုံတွေဆိုထင်ပါလားဟုတ်တယ်ဟာဟုတ်တယ်လောက်ကြဟာငါလူများဟုပြောလိုက်သည်တွင်တအိန်လုံးဘယုတ်ပြက်ဖြစ်၍ဧည့်သည်များခဏကုန်မှစီးဖို့အချိန်မရသူမရပဲကြိုက်ကြိုက်ဆင်ပြေကြရလေတော့သည်လက်တန်နေသားများသည်လည်းဒိန်ဒိန်တိုင်းတိုင်းအတန်များကြားကြဲက စစ်သားတို့တဘာဝတိုင်းမိမိတို့တာဝန်ဖြစ်သည်ဟုနားလည်သည်လျောက်အိတ်ခမ်းထဲမှကြပြားကြရထွက်ပြေးလာခဲ့၍ဧကန်နာရှိသောတငယ်ချင်းစစ်ဘုတ်ကလေးများနှင့်ပူးပေါင်းပြည်လင်ဂျေကာတစီနှင့်စစ်ဌာနသို့အတင်းမောင်းနှင်သွားကြလေတော့သည်မသနန်သည်ဂရင်ဘောင်မှခုန်ဆင်းလိုက်ရာတွင်တစုံတစ်ခုကိုခြေထောက်နှင့်တွတ်မိ၍တာမြက်မိကြံရည်သောလက်နှင့်တံပီးနှင့်ထိုးကြည့်လိုက်သည်ဖြင့်ပိုက်ဆံထဲသည့်တရေအိတ်တလုံးဖြစ်သည်ကိုတွေ့ရလေသည်၎င်းပစ္စည်းမှာထိုလူဤပစ္စည်းဖြစ်တန်ရာသည်ဟုစဉ်းစားမိတော်လဲ တန်တန်သမျှလင်းမြန်စွာလူချင်းကွဲလို့သည်တကြောင်ဧည့်သည်များလည်းအိမ်ပေါ်မှကြိုက်ကြရိုက်ဆင်းပြေးနေကြပြီတကြောင်ကြောင့်ဧည့်သည်ကိုပြန်မခေါ်ဘဲနေလိုက်၎င်းနောက်တရေအိတ်ကိုအိမ်ရှင်များများသို့ပေးအပ်မည်ဟုအကြံရသည်တို့ရတွင်တအိမ်လုံးတရလုံးတမျိုးလုံးရှုပ်ချက်ခတ်ဖြစ်၍အချိန်မရသည့်အပြင်အမှန်အားဖြင့်ခင်လေးစွေအတွက်စေပလင်ဘုကိုပင်မြေသူထာမတောင်းရမည်မသိသောကြောင့်မယုဒသောစိတ်ကလေးသည်လည်းဝင်လာသည့်လက္ခဏာနှင့် ပိုက်ဆံအိတ်ကိုမိမိဤအင်ကြီးအိတ်သေးတို့ထဲထားလိုက်လေသည်တို့ရတွင်စေပလင်ကိုရစေရန်မိမိကိုယ်ကိုရောင်စားရသည့်အဖြစ်သို့ရောက်နေသောမသနာအားဤမြလောက်မယုသားခြင်းတွင်စာဖတ်သူယခုနာစင်သူတို့ကခွန်လွလိမ့်မည်ဟုမျှော်လင့်ပေသည်တေအိတ်ကိုအိတ်သေးတို့ထဲလိုက်ပြီသည်နှင့်တပြိုင်နက်အင်ရှင်ခင်ခင်ကြီးသည်အခန်းထဲသို့ဝင်လာ၍အိမ်၌လူနာတယောက်တည်းရှိသည်ဆိုကားမသနာအားပြန်သွားစေရာမသနာလည်းနောက်ဖေးလေကားမှတုတ်ချေတင်လာခဲ့လေတော့သည် ဒေဘဝါတို့ရောက်၍မိယောင်တွင်တရေအိတ်ကိုဖွင့်ကြည့်လိုက်တော့ကငွေဆက်ကို30ကျပ်တန်း5ကျပ်နှင့် အကျွေအနှဲငယ်ပြင်နဝရလက်ဆွတ်တကွန်းကိုလည်းအကန့်ကလေးထဲ၌တွေ့ရှိရလေသည်ထိုတော်တွင်၌မြို့ရဲသို့တပုံများဝင်သည်ဆို၍မြို့သူမြို့သားများသည်တောင်မှမြောက်မြောက်မှတောင်အရှိမအနောက်အနောက်မှအရှိသို့ခြေဥတရာ ပြေးလွှားနေကြရာကာသံယထာသံမြင့်ခွာသံနှင့်ပေသံတို့သည်ကြောက်လန့်မာကြီးများပေါ်တွင်ဆူညံလျက်ရှိတော်၏ မန္တန်တန်တို့နေထိုင်သောလေးစိတ်ဝင်းမူကလမ်းမကြီးမုတ်သောကြောင့်ဖြက်လမ်းမကြီးလွားကြသောခြေချင်းခီးတဲ့များမှတပံအရင်ယထာအသွာလာမရှိသဖြင့်ခတ်စိတ်စိတ်ရှိနေလေတော့သည်မန္တန်တန်သည်တဲတဲသို့ဝင်ပြေး၍သူညာသောအတန်များကြောင့်ငရုံကရင်ဖြစ်နေသောလူနာခင်လေးဆွေအားချော့မော့နှစ်သိမ့်စီလျက်စီပလင်ဝရံအတွက်ပိုက်ဆံချိနေရခြင်းကြောင့်အချိန်အနည်းငယ်ကြံ့ကြာသွားပါသည်ဟုပြောရာတွင်လူနာခမရမှာစီပလင်ဘူရခဲ့သည်ဟုကြားရ၍ မိမိအားပြစ်ထားခဲ့သည့်အတွက်အပြစ်မတင်လို့တော့ချေသို့သောမတဏ္ဍတို့ဤဒုက္ခမှာဤမြနှင့်လက်စမသိမ့်သေးချေမတဏ္ဍတို့ဤတဲကလေးနှင့်သုံးလေးအိမ်မြချသောအိမ်တဆောင်မှအိမ်ရှင်သည်တစ်မျိုးလုံးဗယုတ်ပယက်ဖြစ်ခြင်းကြောင့်အလန့်လန့်အထိတ်ထိတ်ဖြစ်၍ဝင်ပေါ်တွင်ကြော်လော်နေသောငါးကြော်တဲဦးအောက်၌ရှိသည့်မိဘတို့သို့ရည်နှင့်နှိမ့်သက်ရာတွင်မိဘတို့သို့မလောင်မီပဲတဲဦးတို့ရည်လောင်မီလျက်သားကြုံသည်နှင့်မိဟုံဟုံထားတောက်လေတော့၏ မိဟေမိဟာလောက်ကြပါအောင်ဟာအလောင်းကမာပြီတဲ့ကွာဟာကိုကျိုးတော့နေပါပြီကွာစာဒီဖြင့်ဂုံအော်ဖို့လောက်သားတရိရ၍အင်းရှင်မိမသည်မိကိုမငိမ့်တာပဲအင်းရှိတို့ထွက်ပြေးလာတော့ရာမိတော်သည်ခေါင်းမိုးကိုဆွဲညှိ၍တအိမ်လုံးပြန်နှံ့စပြုတ်နေလေပြီအကြသောအိမ်နေချင်းများသည်ညံပြင်းသောရက်ွက်သူရက်ွက်သားတို့ဤထုံစံတိုင်းလောင်သောမိကိုငိမ့်တာဖို့ကြိုးစားရမည်စား အထုပ်အဘိုးသာပြင်ကြတော့ပေရာမိသည်၅မိနစ်မကြာမီဒုတိယအိမ်သို့ကူးဆက်နေလေပြီခင်လေးဆွေမှာ အခြားသောအချိန်များတွင်လူထုမှထနိုင်တော်လဲမိဆိုသောတန်ကိုကြားသည့်နေ့တစ်ပိုင်းနဲ့တဲ့ပြင်သို့ခုံပေါက်ထွက်ပြေးလေတော့သည်၎င်းတို့သားမိမှာသရေသစ်တာကလေးတစ်လုံးမှတစ်ပါးတဲယူစရာအဖို့တန်ပစ္စည်းများလည်းမရှိမိမှာလည်းနီးကပ်လွန်သောကြောင့် အေယာကောင်းအောင်များကိုတဲယူရန်အချိန်မရလျာကမတဏန်သည်လက်တစ်ဖက်တွင်တရေတ္တာကိုဆွဲလျက်အခြားတစ်ဖက်ဖြင့်ခင်လေးဆွေကိုတွဲခေါ်ကဝင်ပြင်သို့ထွက်လာခဲ့ကြလေ၏လက်တဏန်သားများသည်တပုံများပြန်ဆော့သွား၍မြို့ကိုအစိုးရစစ်တပ်ကပြန်လည်သိမ်းပိုက်သောအခါတွင်ခင်ခင်ကြီးတို့၏အိမ်ကြီးကိုသွားရောက်ရှာဖွေရာအိမ်ကြီးသားမကတဝင်းလုံးရှိပတ်ဝန်းကျင်အိမ်ကလေးများပါယာအတိဖြစ်နေသည်ကိုတွေ့ရလေ၏ ကင်ကင်ကြီးတို့အကြောင်းကိုစုံစမ်းကြည့်ရာအချို့ကသကိုင်းဘက်သို့ကူးသွားသည်ဟုပြော၍အချို့ကလည်းတော့ရွာတရွာသို့ပြောင်းသွားသလိုလိုပြောကြလေသည်။ဒါမြအရေးကြီးသည်ကမျောပါမှုအတွက်မဟုတ်လက်ဆွဲအတွက်ဖြစ်လေသည်။၎င်းလက်ဆွဲမှာနည်းနည်းမဟုတ်မိခင်ခွဲလွန်ကဏ္ဍတွင်ကိုယ်တိုင်ဝတ်ပေးခဲ့၍မိမိတို့၏ဘေးတော်သည့်သုံးပါးမင်းကြီးကိုယ်တိုင်နှက်ခတ်နှင့်ကွန်းလုထားသည့်နဝရကိုပါလက်ဆွဲဖြစ်ကြောင်း၎င်းလက်ဆွဲဝတ်ထားသည်မြကာလပတ်လုံးဘေးအန္တရာယ်မညစ်တွင်နိုင်သို့သော မတန်ရှင်းသော နေရာများတွင်မဝတ်မစင်ရန်လဲမှားထားကြလေသည်။တာမြသည်ထုံညကမတန်ရှင်းသောပြောပမှုဆို၍လက်စွပ်ကိုချွတ်ထားခြင်းဖြစ်ရာ၎င်းလက်စွပ်သည်တငယ်ချင်းမတန်နံထံသို့ရောက်နေခြင်းကိုလည်းတာမြမသိ။တာမြဤလက်စွပ်ဖြစ်ခြင်းကိုလည်းမတန်နံမသိချေ။လက်ပြန်နှင့်တာမြသည်တပုံများကိုနေနေရသောအထုစစ်ဘုတ်ကလေးအဖြစ်နှင့်စစ်ဘုတ်ကျောက်ကတတ်မှတ်ရာလူမတော်နှင့်တကြိမ်ရှင်ခဲ့ရစဉ်ကအရေးမလခဲ့ဘူးသည်ကြောင့် လူမကိုယ်တိုင်မှလည်းဘုံနေမျိုးဘွက်ကိုခံယူလျက်တပုံများနဲ့တွင်အထူးသဖြင့်နာမည်ကြီးလျက်ရှိသည့်ကြောင်းကြောင့်လူမော်နှင့်၎င်း၏အဖွဲ့ကိုအပြုတ်တိုက်ဖျက်ရန်စီမံလေ၏တို့ဖြစ်၍တာမြတ်သည်စစ်နှင့်ပတ်သက်၍အကြောင်းထူးမပေါ်ပေါက်ခဲ့လျင်လူမော်တို့ကိုမမီမချင်းစစ်ဌာနသို့မပြန်ခဲ့ရပါစေနှင့်ဆို၍ဗိုလ်ချုပ်ထံမှအခွင့်တောင်းပြုလျင်ဇာနက်ရိတ်ခါနှင့်လက်နက်အပြည့်စုံပါသည့်စစ်သားတရားတို့ကိုရှေ့ဆောင်ကထွက်လာခဲ့လေ၏လူမော်တို့မှထိုအခါ၌ ယူမတောင်ချေဘက်သို့ဆုတ်ခွာ၍တော်ကြီးတဲ့တွင်တစ်ခက်တဲများဆောက်လောက်ကအခြေတကြတော့ခိုနေကြသည်ဟုသတင်းရ၏သောသောတပုံများသည်ဒေါ်ကြီးတဲ့တွင်ကြားရှိစွာမနေနိုင်ပဲနိကရရွာများသို့ချင်းကပ်၍ရိတ်ခါများဆူဆောင်းပြီလင်လုံလောက်သောခါမှဒေါင်ကြီးတို့ဆုတ်ခွာသွားကြသည်ဆို၏လို့ဖြစ်၍၎င်းတို့သည်ကြေးရွာများနှင့်အဆက်မပြတ်ပဲတချီတချီထွက်လာ၍တချီတချီတွင်ငုတ်ွယ်နေကြလေတော့သည်။ဒါများနှင့်နောက်ပါစစ်သားများသည်ယူမတောင်ချေနှင့် မိုင်၃၀ခန့်ကွာဝေးသောရွာကလေးတို့ရာသို့ရောက်သွားကြ၍ရွာသားများအားတိခေါက်ဆောင်ဆန်းရာတွင်တပုံများသည်ယမန်နေ့ကပင်၎င်းတို့ရွာသို့လာရောက်၍စံစီငရုတ်ကျက်သွန်စားသောရိခာများဝယ်ယူပြီးလျှင်လဲသုံးစီးနှင့်ပြန်သွားကြသည်ဟုသတင်းရရှိလေ။ဒါများသည်ခရီးပန်းလာကြသောမိမိ၏စစ်သားများအား၎င်းရွာကလေးတွင်နှစ်ရက်မြအနာပေး၍ထိုတော်တွင်တပုံများကမိမိတို့အားအလစ်တွင်ဝင်မတိုက်နိုင်စေရန်ကင်းဆောင်များချထားပြီးနောက် တပုံစစ်တပ်အခြေအနေနှင့်ပတ်သက်၍စုံစမ်းထောက်လှမ်းရန်အတွက်လည်းကင်းတောက်တက်ကလေးဆွေလွတ်လိုက်လေသည်ကင်းတောက်များသည်နောက်တရက်တွင်ပြန်ရောက်လာကြ၏လူမတို့တပုံတပ်ဒီနေပုံ အခြေအနေကိုတာမြတ်ထံအစီရင်ခံလေတော့၏ရုံမတောင်ချိန်၌ဗေဒရာခန့်ကျဲသောဇန်ကြောင်ကလေးရှိရာ၎င်း၏အခြားဘက်၌အိမ်လုံးခန့်ပမာဏရှိသောကျောက်လုံးကြီးများကျဲပြန့်လျက်ရှိကြောင်း၎င်းကျောက်လုံးကြီးများကိုမိပြုကအကားအွယ်ယူလျက်တိကျတဲ့ကလေးများဆောက်လုပ်ထားကြောင်း ချောင်းကလေးမှာအခြားနေရာ၌သုံးလေးပေခန့်မြတာနေ၍လူထောက်မိတော်လဲဘဲကလေးများရှိသောနေရာ၌မူ၆ပေထက်မနည်းနေ၍ရေကူးတတ်သူများမှတပါးဆက်ကြောရန်မဖြစ်နိုင်ကြောင်းကြောက်တုံးကြီးများအနက်အကြီးဆုံးသောကြောက်တုံးကြီးမှာဘေးနေရာခန့်အမြင့်ရှိ၍၎င်းကြောက်တုံးကြီးထိပ်မှကင်းဆောင်နှစ်ယောက်စောင့်ကြည့်နေကြသည်ကိုမှန်ပြောင်းဖြင့်အဝေးမှပင်မြင်နိုင်ကြောင်းကင်းထောင်များမှာ ခြုံပုံများကို꿰၍မြေပေါ်၌ဝတ်တွားကသွားကြကြသောကြောင့်သာလျှင်အတော်အတန်ဤအောင်ချင်းကနိုင်ငံချင်းဖြစ်ကြောင်းညချိန်တွင်ကင်းတော့စစ်သားများကစံကြောင်ကလေးတို့ရောက်အောင်တွားသွား၍တကောင်ကျော်လောက်တွင်ချောင်းတဲသို့ဆင်းသက်ဆုံးဆန်းခြင်းအပြင်လူမထောင်မိအောင်နှက်သောအဖြစ်ကိုတိခဲ့ရာကြောင်းသို့သောအထက်ပိုင်းသို့ဂိုက်900ခန့်တွားသွား၍ဆင်းသက်ဆုံးဆန်းပြန်သောအခါတွင်စံကြောင်တစ်ဖက်သို့ရောက်အောင်ခြေရောက်မိသည်ကိုတွေ့ခဲ့ရာကြောင်းကြောက်တုံးကြီးထိပ်ပေါ်၌ အင်းဆောင်နှစ်ယောက်အမြဲထားသည်ကိုမြင်ရခြင်းအပြင်တပုံများသည်သတိဝိရိယနှင့်နေကြခြင်းဖြစ်သည်ဟုသိရာကြောင်းစသည်ဖြင့်ကင်းတော်များကအစီရင်ခံကြလေ၏မိမိဤစေသားများအမောအပန်းပြေလက်သောတာမြတ်သည်စစ်သည်အလုံးရင်းနှင့်တကွတောင်းချေသို့ချီတက်လေ၏လေလံပေါသောနေရာတွင်ရိတ်ခါများကိုလဲများဖြင့်တင်ဆောင်၍အလွန်လန်းကျန်သောနေရာသို့ရောက်ခါမှစစ်ဘိုလ်ချုပ်ကထယ်ပေးလိုက်သောဝင်တင်လာ၆ကောင်ဖြင့်အခေါက်အခါကသေယူစေပြီလျှင် တင်လျော်သောနေရာ၌တပ်စခန်းချကြလေ၏တပုံများလက်ဝဲ၌မှန်ပြောင်းမရှိသောကြောင့်အစိုးရစစ်တပ်ချင်းလာခြင်းကိုတပုံများသိကြဟန်မတူချေသို့သောကျောင်းတုံးကြီးပေါ်၌စောင့်နေသောကင်းဆောင်နှစ်ယောက်ကိုမူတာမြတ်တို့ကမှန်ပြောင်းဖြင့်မြင်နိုင်ပေ၏စခန်းချရန်အတွက်နေရာတကျအစီအစဉ်ပြုလုပ်ပြီးသည့်နောက်တာမြတ်သည်စစ်သားနေငယ်နှင့်အကာအကွယ်ယူကာတဖြည်းဖြည်းချင်းကပ်သွား၍စံကြောင်းနှင့်ဂိုက်နေရာကန့်ဝေးကွာသောနေရာသို့ရောက်သည်နှင့်တပြိုင်တည်း ကြောက်တုံထိုင်၌စောင့်နေသောတပုံကတနတ်တစ်ချက်ပြစ်ဖောက်လိုက်သည်ကိုတာမြတ်တို့မြင်ရ၏ဤတွင်တာမြတ်သည်တိရပင်နောက်၌အကာအကွယ်ယူ၍စကားပြောရန်အတွက်ဆောင်းယူလာခဲ့သောကရော့အော်လန်ကြီးကို တောင်းယူပြီးလင်နေမျိုးခေါ်လူမော်အကြည့်မှုပြစ်လို့သည်တပုံများမင်းတို့ပေါ်နေတဲ့နေရာကိုငါတို့သိပြီလက်နဲ့ချမလားမချဘူးလားမင်းပဲသူလဲကွာဟုတ်လူမော်တန်ဖြင့်ပြန်မေးလိုက်၏လက်ပြန်ရင်တာမြတ်ဟေ မင်းမစစ်သားဘယ်လောက်ပါတယ်ဘယ်လောက်ပါပါမင်းတို့ကိုအပြုတ်တိုက်ဖို့လုံလောက်တယ်ဟိမင်းချောက်လို့ငါလက်မလာတာမြက်ရာတိုက်ကြည့်စမ်းပါလားကွာမင်းတို့ကိုဝင်မတိုက်ဖဲဝိုင်းထားရင်ကောကွာငါတို့မှတလဆားလောက်အောင် ရိခါပြည့်စုံရှိတယ်ဟိမပြန်ပါနဲ့လူမော်ရာမင်းတို့မှဆန်အိတ်30လောက်ရှိတာငါသိပါတယ်ကွာဟေးဆန်ပြုတ်ပြုတ်စားရင်တလဆားနိုင်တယ်ကွာမင်းတို့မှကောဘယ်လောက်များများပါလို့လဲ ငါတို့ကသွားယူနိုင်တယ်မင်းတို့မှသွားယူစရာလမ်းမရှိဘူးဒါဖြင့်ပိတ်ဆိုင်ကြည့်ပါလားမောင်ရဟေးလူမောဘာလဲကွာတာမြတ်ဒုက္ခမခံချင်ပါနဲ့ငါလူရနောက်ဆုံးမှမင်းတို့အရှုံးပေးရမှာအမှန်ပဲကွာဘာပြုလို့အရှုံးပေးရမှာလဲမင်းတို့စစ်သားတွေကထမင်းတနက်မစားရရင်ခွေးအိတ်ကုန်ကြမယ်ငါတို့တပုံတွေကသုံးရက်မစားရလို့ဘာမှမဖြစ်ဘူးကျင်သားရတယ်ကွာမင်းတို့ကိုမကြောက်ဘူးစဉ်းစားပါလူမောရမင်းတို့လက်လက်ချရင်ဟေးလေကုံနဲ့တာမြတ်ရလေကုံနဲ့ကွာ မင်းတို့နိုင်တဲ့နည်းနဲ့လှုပ်ဆန်းငါတို့ကမကြောက်ဘူးဟေဘယ်တော့မှလက်နဲ့မချဘူးကွာရင်တို့ပြောပြောဆိုဆိုနဲ့လူမကလက်ပြလိုက်သည်တွင်တဏ္ဍန်တစ်ချက်ထွက်လာ၍ကြည်စံသည်တာမြတ်အနိမရွှေကနေဖြတ်သွားလေ၏ဒုက္ခမတာမြတ်သည်အသာတကြီးနှင့်အရှုံးပေးပုံမရသောလူမတို့ကိုအသေးချေတိုက်အံ့ဟုမိမိ၏စစ်တပ်ရှိရာသို့ပြန်ဆုတ်သွားလေ၏တာမြတ်သည်စစ်စကန်းတို့ရောက်သောအခါနောက်ပါဘုကလေးများနှင့်တိုင်ပင်လေ၏တပုံရသည်အစိုးရစစ်တပ်ထက်လူဦးရေအပြင်အနေငယ်များကောင်းများပေမည်တို့ရာတွင် အစိုးရစစ်တပ်ကလက်နက်သား၍ရိတ်ခါတွေလဲစိုးရင်စရာမရှိချေလူမပြောသည့်အတိုင်းတပုံများသည်ထူသားပေသားရ၍အစိုးရစစ်သားများထက်အငတ်အပြတ်ခံနိုင်ကြမည်ကမှန်ပေသည်တို့ရာတွင် လက်နက်ကင်ဆွဲရာ၌မူကားရုပ်စွာအဆုံးအဖျင်းရိုင်ဖယ်နှင့်စက်ကွင်းပြည့်၍ကျင်သားသူများဖြစ်သောကြောင့်တပုံများထက်လက်ချောင်းရမည်ဟုယူဆ၏။တာမြတ်စဉ်းစားမိသည်ကမိမိတို့သည်တပုံများကိုရှေ့မှပိတ်ထားခြင်းအဖျင်း ရိခာပြက်စေ၍လက်နက်ချအောင်တတ်နိုင်ပြီမှန်တော်လဲထိုနည်းမှာအချိန်ကုန်လူပန်းဖြစ်သောကြောင့်နောက်ဆုံးဒီနေ့တွင်မှ အသုံးပြုမည်မိမိတို့၏လက်ဖြောင်ခြင်းကိုအားကိုး၍၎င်းတို့နှင့်တနချင်းဆိုင်ကျင်သောတိုင်နည်းကိုရေဥစွာဆန်းကြည့်မည်ဟုဆုံးဖြတ်လိုက်လေ၏။ဒါမျှသည်မိမိ၏စကားများကိုနှစ်စုခွဲ၍ဇန်ယောင်၏လက်ဝဲလက်ရာတို့သို့ခြိတက်စေပြီးလျှင်အကားခွဲယူစေလျက်တပုံစကန်းကိုနှစ်ဖက်မှညှက်၍ချိန်ထား၏။ထို့နောက်တပုံများထဲမှ မေကနေမြင်ရသောလူကိုလက်ဖြောင်သောစစ်သားများကပြစ်ချရာနှစ်ချက်တွင်တစ်ယောက်သုံးချက်တွင်တစ်ယောက်စသည်ဖြင့်ထိမှန်သည်ကိုတွေ့ရလေသည်ထိမှန်သည့်ခါတိုင်းစစ်သားများကဩဘာပေးချရာတပုံဘက်ကလည်းထိုနည်းအတူချောင်းကြီးပြစ်ကြ၏တပုံများအကာအကွယ်ယူထားသောကြောက်တုံးကြီးများမှကြီးမားသောကြောင့်နှစ်ဖက်ညှက်ပြစ်စေကမူခိုအောင်ရန်နေရာရှိသေးတော်လဲတပုံများဖို့အနေအထိုင်းအလွန်ကျဉ်းကျုပ်သွားလေသည်သူတို့ဘက်မှလည်းတုံ့ပြန်ပြစ်ခတ်၏သို့သောအစိုးရဘက်ကဲ့သို့ ကြည်စံကိုအယံမတုံနိုင်သောကြောင့်လုံလေးချက်ကိုတစ်ချက်မျှလာတုံ့ပြန်နိုင်လေသည်။တဘုံရသည်ရေအတွက်စံချောင်းကိုအပြုတ်ထားကြရာလိုလောင်စရာဝတ္ထုပစ္စည်းမရှိသောကြောင့်အခက်အခဲတွေ့ကြရ၏။ရေငါတိုင်းစံချောင်းသို့ဆင်းသောရမည်ကဲ့သို့ဖြစ်နေရာဥကောင်ပြူလာတိုင်းစစ်သားများကစောင့်ကြည့်ကြ၏။နောက်ဆုံး၌တဘုံရသည်ချက်ပြုတ်ရန်အတွက်၎င်းတောက်ရန်အတွက်၎င်းစံချောင်းမှရေခတ်ဖို့လိုပေရာနေ့အချိန်တွင်မခတ်ဝန်းတော့ပဲညအချိန်မှခတ်ကြရ၏။ ။ဒါမြသည်ဤကြောင့်ကိုသိ၍စံကြောင်တစ်ဖက်မှအကာအကွယ်ယူကာစောင့်ကြည့်နေကြရာမောင်မိုက်ထဲ၌ရေခက်ရန်ထွက်လာသောသဘုံများကိုပစ်ချလေတော့သည်။ထိုရမြမှာလပြေကံဤဖြစ်၍တညာလုံးလိုလိုပင်လသာလျက်ရှိရာသဘုံများမှာလမိုက်အောင်စောင့်ဖို့အခွင့်အရေးမရတော့ဘဲစွန့်စား၍ရေခက်ထွက်ကြရ၏။တဏျာ၌ပြစ်ချခြင်းခံရလျင်အခြားတဏျာတို့ပြောင်းရွှေ့ခတ်ယူရန်တပုံများကကြိုးစားကြသည်။တို့ရတွင်တာမြတ်ကစံကြောင်းတစ်လျှောက်တွင် လူစုခွဲ၍ အနံပြကင်းဆောင်များခြားထားသောကြောင့်ရေခတ်ထွက်လာရသောတပုံများမှာတဏ္ဍံခံကြရလေတော့သည်ဤနည်းအဖြင့်တပုံမမတသအတော်တန်ဒဏ်ရာရရှိခဲ့ကြလေပြီလူမော်ရှိဆောင်သောတပုံများမှာအခက်အခဲကြုံတွေ့နေကြလေပြီတစ်ဖက်မှတာမြတ်တို့စစ်တပ်ကပိတ်ဆို့ထား၍နောက်သို့ဆုတ်ခွာရန်မှာယူမတောင်ကြီးကာစီလျက်ရှိသောကြောင့်မိမိတို့လက်ဝဲ၌ရှိသောဇာနရိခာများလောက်နှင့်တောင်တန်းကြီးကိုကြော်ဖြတ်ရန်မဖြစ်နိုင်တော့ချေဇာနရိခာများမှလည်းလူသောအခါမှာ လဲသုံးလေးစီးတိုက်မြသွားရောက်တိုက်ယူထားခဲ့ခြင်းဖြစ်ရာယခုအခါ၌ကုံလူမတက်ဖြစ်နေလေပြီတို့ဖြစ်၍လက်နက်ချသောနီလန်းမတပါ၎င်းတို့အသက်ရှင်မှုမှာတာမြတ်တို့စစ်တပ်ကိုဖောက်ကျော်ဖြတ်ထွက်သွားရန်မျှသာရှိတော်သည် လက်နက်ချဖို့အလုပ်ကိုစိတ်ကူးမထည်သောလူမော်ဖို့မှာတာမြတ်တို့စစ်တပ်ကိုဒိတ်ဒိတ်ဆိုင်ဆိုင်တိုက်ခိုက်ရန်မျှသာရှိလေတော်သည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးရွှေဦးတော်ဤမြတ်သက်မော်ဆိုတဲ့ဝတ္ထုစာအုပ်ကို အပိုင်း6နေဖြင့် ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့အတွက်လည်းယေရှုအများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းခုနှစ်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ပုံမြတ်ထင်ပါခင်ဗျာ